မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ variable length argument အကြောင်းပဲဖြစ်ပါတယ် variable length argument တွေကိုများသောအားဖြင့်ကျွန်တော်တို့က function ထဲမှာ parameter percent ပြုလုပ်တဲ့အခါမှာ အရေးအတွက်ဘယ်လောက်ပေးရမယ်မှန်မသိတဲ့အခါတွေမှာသုံးပါတယ်ဟို variable length အသုံးပြုတဲ့အခါမှာ a ရဲ့ q star a ရဲ့ star k w a r g q ဆိုတဲ့ keyword တွေကိုတော့အသုံးပြုပါတယ်။ဟုတ်ပြီသူတို့ကိုဘလို့အသုံးပြုမလဲဆိုတာကိုတော့သိလိုက်ရအောင်။နောက်ခွေးကြတော့ PDA ပဲ land argument ဆိုတာပါလဲဆိုတာတော့ကြည့်လိုက်ရအောင်။များသောအားဖြင့်တော့ PDA ပဲ land argument တွေကိုကျွန်တော်နဲ့တော့မစိမ့်ပါဘူး။မစိမ့်ဘူးဆိုတာဥပမာကျွန်တော်တို့ function bin in function တမျိုးဖြစ်တဲ့ print function print function မှာကျွန်တော်တို့ parameter ပတ်စင်းပေးတဲ့အခါမှာစိုက်တဲ့လောက်ပေးလို့ရပါတယ်။ ဟုတ်ပြီကျွန်တော်အဲ့ဒါလည်းဥမာကျဲနော်ပရင့်လို့ရေးလိုက်တယ်ပထမ hello လို့ရေးလိုက်တယ်နော်ဒါဆိုရင်ပါရာမီတာတစ်ခုပဲပေးဟုတ်ပြီဒါနော်ပါရာမီတာတစ်ခုမဟုတ်ဘူးကျွန်တော်ပါရာမီတာနော်ကြိုက်တလောက်ပေးလို့ရ1 2ဆိုပြီးတော့ပေးလိုက်မယ်ပြီးတော့နော်တခြားမျိုးစားဖြစ်တဲ့မူလအမျိုးစားဖြစ်တဲ့ TRU 2ပေးလိုက်မယ်ပြီးတော့ရင်ကျွန်တော် string မျိုးစားဖြစ်တဲ့မောင်မောင်လို့လည်းပေးလိုက်မယ်ဆိုရင်သူ့မှာ print function မှာနော်ပါရာမီတာကန့်သတ်ထားခြင်းမရှိပါဘူး ဆိုလိုတာက print function က variable let argument ကိုအသုံးပြုထားပါ variable let argument နဲ့ဘယ် argument ကိုအသုံးပြုထားလဲဆိုရင်ကျွန်တော်တို့က star လေးနဲ့ a ဆိုတဲ့ argument ကိုအသုံးပြုထားပါတယ်သူရဲ့အဲ print function တိဆောက်တဲ့အခါမှာဟုတ်ပြီကျွန်တော်ဒီ program လေးကိုတော့ run ချလိုက်အောင်ကျွန်တော် terminal ဖွင့်လိုက်မယ် log file ရှိတဲ့နေရာကဘယ်နေရာလဲဆိုရင်ကျွန်တော် desktop ပိုင်းတော်ရေးဆက်ဆက် example 20ဆိုတဲ့နေကျွန်တော်ရဲ့တာမီနယ်ကလည်းဘယ်ကိုရောက်နေလဲဆိုရင် desktop ကပိုင်းတော်အေးဆက်ဆက်ဆိုတဲ့နေရာမှာရောက်ပြီးအဲ့တော့ကျွန်တော် file ကို run လိုက်ပါမယ်တော့ python လို့ရေးလိုက်မယ်ရေးပြီးတော့ example ကျွန်တော် 20.py လို့ရေးလိုက်မယ်ဆိုရင်တော့ဒီမှာ output လေးကျွန်တော်ထွက်လာပါ hello 1 2 3 truth မောင်းမောင်းဆိုပြီးတော့ထွက်လာဆိုလိုချင်တာကကျွန်တော်တို့ variable let argument တွေကိုကျွန်တော်ကသုံးပြီးသား ုတ်ပြီကျွန်တော်တို့ variable နဲ့ argument တွေကို function မှာဘယ်လိုတိဆောက်မလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ရအောင်။တော့ဒီမှာဆိုရင်တော့ကျွန်တော်ဒီ mind print ဆိုပြီးတော့ function name လေးပေးထားပါတယ်။ mind print ဆိုတဲ့ function မှာကျွန်တော်တို့ကြိုက်တလောက်ကျွန်တော် print ထုတ်နိုင်အောင် ကျွန်တော်လုပ်မှာပါကျွန်တော် function အနေနဲ့ပြီးတော့ကျွန်တော်ဒီမှာဆိုရင် 3view မှာတော့ဒီမှာ argument ါရာမီတာဘယ်နှလုံးပေးမှမှကျွန်တော်မသိတဲ့အတွက်ကြိုက်သလောက်ပေးလို့ရအောင် Starling နဲ့ ARGS ဆိုပြီးကျွန်တော်ရေးထားတယ်ပြီးသွားရင် print ထုတ်တဲ့အခါမှာလည်းကျွန်တော်တို့က Starling နဲ့ ARGS ကိုထုတ်မယ်ဆိုပြီးကျွန်တော်ပြောထားတယ်ဟုတ်ပြီသူ့ရထူကြချက်လေးသိအောင်ကျွန်တော်တို့ run ကြည့်လိုက်မယ် fashion တော့တိဆောက်ပြီးသွားပြီ fashion ကိုအသုံးပြုလို့ရအောင်ကျွန်တော်တို့က fashion ကိုကျွန်တော်ဒီမှာခေါ်သုံးလိုက်တယ် ပြီးတော့ရင်ပါရာမီတာတွေကိုကျွန်တော်ပတ်သင်ပေးလိုက်တယ်ကျွန်တော်ဒီမှာ high ဆိုတဲ့ string မျိုးစာပေးတယ်ပြီးတော့ရင်ကျွန်တော် string မျိုးစာတစ်ခုပဲပေးလိုက်တယ်ပြီးတော့ရင်ကိုကိုပေးလိုက်တယ်ဟုတ်ပြီကျွန်တော်တို့ပေးလိုက်တဲ့ my fashion လို့ခေါ်လိုက်ပြီးဆိုတာနဲ့ဒီ fashion ကြီးကအလုံးလုံးပဲအဲ့မှာ print fashion တစ်လုံးပဲရေးထားတယ်အဲ့ဒီကျွန်တော်ရေးလိုက်တဲ့ပါရာမီတာတွေကဒီပါရာမီတာတွေဖြစ်သွားမယ် အကုန်လုံး print ထုတ်လားမထုတ်လားကျွန်တော်တို့ကြည့်လိုက်ရအောင်ဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်မယ် program လေးကိုတော့ပထမကွန်လို့အနေဆေးလိုက်မယ် program လေးကိုတော့ run ကြည့်လိုက်မယ် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ hide ပြီးတော့ space bar ကိုကိုဆိုတာထွက်တယ်အဲ့မှာတတိထားမယ့်တစ်ချက်က variable length argument တွေက parameter မထည့်လဲအဲ့ဒါမတက်ဘူးဟုတ်ပြီအဲ့ဒါကိုကျွန်တော်ဆန့်ကြည့်လိုက်တော့တရားကို အောက်မှာကျွန်တော် function ကိုထပ်ပြီးတော့ခေါ်လိုက်မယ်ဓမ္မ function ဖက် para argument တန်ဖိုးလေးရှိရယ်ဒုတိယ parameter ဘာမှမရှိဘူးကျွန်တော် run ကြည့်လိုက်မယ်ဘာမှမဖြစ်ဘူးဟုတ်ပြီကျွန်တော်နောက်တစ်မျိုးအနေနဲ့ require argument နဲ့ variable length argument start arg at ကိုကျွန်တော် တွဲပြီးတော့ရေးကြည့်မယ်ရေးကြည့်ပြီးတော့ကျွန်တော်ပါရာမီတာပတ်စံပြုလုပ်တဲ့အခါမှာ ကျွန်တော်ပထမဆုံး first ARGS ဆိုတာဒါ position နဲ့အာဂူမန့်ဒီနားလေးမှာကျွန်တော်တို့က this is position နဲ့အာဂူမန့်ဆိုပြီးတော့ရေးထားမယ်နောက်တစ်ခုကကြာ star ဆိုပြီးတော့တော့ရေးလိုက်မယ်ဒီမှာလဲဒါကတော့ this is other star ARGS ဆိုပြီးတော့ရေးထားမယ်ပြီးပြီးတော့ကျွန်တော် run ကြည့်လိုက်တဲ့အခါမှာဒီကောင်လေးကဘယ်လိုပုံမလဲ star argument လေးကဘယ်လိုပုံမလဲဆိုတာကျွန်တော်သိကြအောင်ဒီမှာဆိုရင်ကျွန်တော် star ဖြုတ်တာ ပါလာနဲ့စတာပါလာနဲ့စတာဖြစ်မတာဘာကွာလာလဲဆိုပြီးတော့ကြည့်ကြည့်ကြလိုက်ဟုတ်ပြီအဲ့ရတော့ကျွန်တော်အရင်ပါလာမီဖန်ရှင်ရေးပြီးသွားရတော့အရင်ဆုံးဖန်ရှင်ခေါ်သုံးလိုက်ပထမဦးဆုံးကျွန်တော်ဒီဖန်ရှင်တစ်ခုတည်းကိုကျွန်တော်ခေါ်သုံးလိုက်မယ်ဖန်ရှင်တစ်ခုတည်းခေါ်သုံးလိုက်တဲ့အခါမှာ first argument ဆိုရင်ဖန်ရှင်ကဒီကောင်လေးကသူ့အတွက်ဖန်လို့ရေးနေမှာသူ့အတွက်ပါမလားမပါဘူးအဲ့ဆိုရင်တော့ပုံစံလေးတော့ကြည့်ကြည့်လိုက်မယ် တော့ program လေးကိုကျွန်တော် run ကြည့်လိုက်မယ်။အဲ့မှာဆိုရင်ကျွန်တော်ဘာကိုမြင်ရလဲဆိုရင်ကျွန်တော်ဒီမှာ first argument တော့ပါတယ်။ first argument ဆိုတာကျွန်တော်တို့ရေးလိုက်တဲ့ first argument က f arg ရဲ့နေရာမှာဝင်သွားတဲ့အတွက် the a position နဲ့ argument ဆိုပြီးကျွန်တော်ပေါ်နေတယ်ဒီနေရာမှာဒီနေရာမှာပေါ်သွားမှာဖြစ်တယ်။ဒါပေမဲ့ this other args နေရာမှာကျွန်တော်တို့လက်သေးခွင့်လေးပဲပေါ်နေတယ် ဆိုလိုတာကကျွန်တော်ဘာမှရေးမထားဘူးဆိုတာတော့ဖြစ်တယ်ဒီမှာ star မပါဘူးဟုတ်ပြီတော့ဒုတိယအနေနဲ့ဒါဆိုတော့သိထားနောက်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ဒီ function ကိုတော့နှစ်ခုသလုံးခေါ်သုံးလိုက်မယ်ပထမနေရာကတော့ first argument ဒုတိယနေရာကကျွန်တော် star level ပေးမယ်။နောက်ကျတော့ AEN ကိုဘလို့လို့တော့ပေးလိုက်မယ်။ဆိုလိုချင်တာကကျွန်တော်တို့ပထမနေရာအတွက်ကို ARG ရဲ့ဝင်ပြီးတော့နောက်ကျွန်တော်ကြိုက်တဲ့လောက်ရေးလိုက်တဲ့ ပါရာမီတာအများကြီးအတွက်ကိုနာမည်တစ်လုံးနဲ့ဖြတ်သွားမှာအဲ့ဒါဘာလဲဆိုရင် ARGS ဆိုတဲ့နာမည်တစ်လုံးနဲ့ဖြတ်သွားမှာဟုတ်ပြီအဲ့ဒါသူကဒီတန်ဖိုးတွေအားလုံးကိုဘယ်လိုပုံစံလေးနဲ့ထုတ်ပြီးလဲဆိုတာကျွန်တော်ကြည့်ကြည့်လိုက်အောင်ဟိုဟုတ်ပြီတော့ program လေးကိုတော့ run လိုက်မယ်တော့ run လိုက်တဲ့အခါမှာတော့ဒီတိုင်းပေါ်လာပိုင်းပထမအဦးဆုံးကျွန်တော်တို့ this is position နဲ့ argument ကတော့ first argument မှန်တယ်ကျန်တဲ့ ဟာတွေကျန်တဲ့ပါရာမီတာတန်ဖိုးတွေမှန်သမျှအာဂူမန့်တန်ဖိုးတွေမှန်သမျှ1 2 3 4ဟလိုဆိုပြီးတော့တော့လက်သေးခွင့်လေးထဲမှာရေးလိုက်တာဖြစ်ပါတယ် Python programming မှာကျွန်တော် data type တစ်မျိုးရှိပါတယ်လက်သေးခွင့်လေးနဲ့ရေးတဲ့ data type အဲ့ဒီလက်သေးခွင့်လေးနဲ့ရေးတဲ့ data type ကိုကျွန်တော်တို့ကဘာမျိုးစားလို့ခေါ်တာပဲလို့ခေါ်ပါတပယ်ဟုတ်မှန်းမဟုတ်မှန်းဘယ်လိုသိနိုင်မလဲဆိုကျွန်တော်ဒီ star arg ကို ပဲ T1B တိုင်းနဲ့ဟိုရေးလိုက်မယ်ဆိုရင်သူကဘာမျိုးစားလဲဆိုပြီးတော့တည်နိုင်ပါလေဟုတ်ပြီတော့ဒီ command လေးကိုဖွင့်လိုက်မယ် program လေးကိုစေးလိုက်မယ်ပြီးတော့ကျွန်တော်ပြန် run လိုက်တဲ့အခါမှာ class ကတာပဲဆိုပြီးတော့ကျွန်တော်တို့ပေါ်လာမှာဖြစ်ပါ solo တာကကျွန်တော်တို့ arg add နဲ့ star arg add နဲ့ခေါ်ထားတဲ့နောက်က parameter နဲ့အများကြီးအများကြီးကိုသူကတာပဲအမျိုးထားထဲမှာထည့်ပြီးတော့တင်ထားတာဖြစ်ပါ နောက်ထပ်တစ်ခုအနေနဲ့တော့ဒီ position နဲ့အာဂူမန့်ပါလာပြီဆိုရင်ကျွန်တော်တို့ function ကိုရေးကိုရေးရမှာမရေးလို့ကိုမရတော့ဘူးအဲ့ဒါကိုကျွန်တော်ဆန်းကြည့်လိုက်မယ်တော့ဒီ con ဒီ function ခေါ်တာကိုပိတ်လိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီမှာဒီ function လေးကိုဖွင့်လိုက်မယ်ကျွန်တော် function နာမည်ကပါတော့ my dad var argf လို့ပေးလိုက်မယ်နောက်ကြတော့တော့ဝင်းထဲမှာဘာမှမရေးဘူးဘာမှမရေးတဲ့အတွက် position နဲ့အာဂူမန့် ပါနေတဲ့အတွက်ကျွန်တော်တို့အဲဒါတက်မယ်။ star တခုလည်းဒီကောင်မပါဘူးဆိုရင်တော့အဲဒါမတက်ဘူး။ f a r g m မပါဘူးဆိုရင်တော့အဲအဲဒါမတက်ဘူး။ဟုတ်ပြီနော်။တေချာတောင်းအောင်လွှမ်းလိုက်မယ်။ဒီမှာဆိုရင်ကျွန်တော်တို့ပုံမှန်အတိုင်းလေးကျွန်တော်ပေါ်နေပါတိုက်အဲဒါတဲ့ဘာမှမထွက်ဘူးတိုက်အဲဒါတဲ့ဒီမှာ mission 1 required position နဲ့အခုမှ f a r g s ဆိုလိုတာ f a r g s က b ကိုပေးရမယ်။မပေးလို့မရဘူးဆိုတဲ့ဟာ။ နော်တို့ဒီ example မှာတော့ဘာကိုပြောထားလဲဆို positional argument နဲ့ variable လက် argument တွေကိုတွဲပြီးတော့ရေးလို့ရတယ်ဆိုတာနော်ဆိုနေထားတာဖြစ်ပါဟုတ်ပြီနော်ဒီဥပမာလေးကိုနော်ကြည့်ကြည့်လားနော် function လေးနာမည် mind mind tattoo ကျွန်တော်ကဘာလောက်ချင်တာလဲဆိုရင် နော်ဒီမှာဆိုရင်နော် variable argument အမျိုးအစား star arg ရပေးထားရတော့ကြိုက်တဲ့ parameter အရေအတွက်နှောထဲလို့ရကျွန်တော်ဘာလုပ်ချင်တာလဲဆိုနှောထဲလိုက်တဲ့အရေအတွက်တွေကိုကျွန်တော်ကပေါင်းနေတာပေါင်းနေတာပေါင်းပြီးတော့ကျွန်တော်အဖြေထုတ်ချင်တယ်အဲ့ရအတွက်ကျွန်တော်ဘလို့အသုံးပြုနိုင်လဲဆိုတော့ဟိုကြည့်ကြည့်လိုက်မယ်လောလောဆယ်ကျွန်တော် print ထုတ်ထားတယ်ဒီ program လေးကိုစိတ်လိုက်မယ်ပြီးတော့ရင်တော့ run လိုက်တဲ့အခါမှာကျွန်တော်1 2 3 4 1 2 3 5ဆိုတာရှိဟုတ်ပြီ1 2 3 5ဆိုတာတော့လက်သေးခွင်းလေးနဲ့ရေးတာ က်တဲ့ကွန်းနဲ့ရေးထားတဲ့တာပယ်တွေကိုကျွန်တော်ဖော်လူသုံးပြီးတော့တော့ဖြီဖြီလို့ရအဲ့ဒါကိုတော့ဘယ်လိုသုံးလုပ်မလဲဆိုရင်ကျွန်တော်ကပေါ်ပေါ်လို့ရေးလိုက် i n a r g s ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးတော့ p r n e print i ဆိုပြီးတော့ကျွန်တော် ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကတလုံးစီပြီသွားမှာဖြစ်ပါနော်တလုံးဒီပြီးသွားမယ်။နော် run ကြည့်လိုက်မယ်တလုံးဒီပြီးလား။ဟုတ်ပြီတလုံးဒီပြီးသွား။ပြီးသွားတဲ့တံပိုးလေးကိုကျွန်တော်ပေါင်းရင်းတာ ပေါင်းညင်တဲ့အတွက်ကျွန်တော်ဖော်ရဲ့အပေါ်မှာပထမဦးဆုံး my sc1 sin equal to 0လို့ပေးလိုက်စသလာခြင်းမပေါင်းသေးခင်0အဲ့0တဲ့ကိုကျွန်တော်ကဒီ1ပေါင်းမယ်2ပေါင်းမယ်3ပေါင်းမယ်4ပေါင်းမယ်5ပေါင်းမယ်ဆိုပြီးတော့လောက်အဲ့ဒီအတွက်ကျွန်တော်ပရင်မထုတ်တော့ဘူးပြီးသွားရင် my sin ညီမြခြင်း my sin အပေါင်း i ဆိုပြီးတော့ရေးလိုက်ရေးပြီးသွားပြီဆိုရင် my sin လေးကနောက်ဆုံး my sin လေးကိုကျွန်တော် re T U R N return my son ဆိုပြီးတော့ရေးလိုက်မယ်ရေးလိုက်ပြီဆိုရင် ပထမ follow ကဘယ်ထိပတ်မလဲဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ပါရာမီတာပြီးလိုက်တဲ့အရေအတွက်အတိုင်းတစ်လက်ဒီပတ်နေမယ်ပတ်ပြီးတော့ကုန်သွားပြီဆိုရင် my son ကို return ပြန်ပေးမယ် return ပြန်ထားရင်ကျွန်တော်တို့ကဘာဘာလုပ်လို့ရဘာလုပ်လို့ရလဲဆိုရင်ကျွန်တော် function number ခေါ်တဲ့အခါမှာ ans ဆိုပြီးတော့ဟို AIM မှာမဟုတ်ပါဘူးကြိုက်တဲ့နာမည်ပေးပြီးတော့ကျွန်တော်တို့က PDA ပဲနှိမ့်ထပ်ပြီးတော့ပေးလို့ရတယ်အဲ့ဒါကမှနောက်ဆုံးကနေပြီးတော့ file နဲ့ AN S ဆိုပြီးတော့ပို့လိုက်မယ်ဆိုရင်ပြီးသွားရင် AN S ဆိုပြီးတော့ဖြစ်ဒီမှာဆိုရင်ကျွန်တော်တို့ကြိုက်တဲ့လောက်ရေးလို့ရကျွန်တော်နောက်ထပ်ဟိုကရေးလိုက်မယ်ဗျ minor file ရေးလိုက်မယ်မ minor file ဆိုတော့ဘယ်လောက်ဖြစ်မှာ6ပဲဖြစ်မှာပေါ့ဟုတ်တယ်နော် ဟုတ်ပြီကျွန်တော် run ကြည့်လိုက်ဘာလုံးတော့မဟုတ်ဘူး minus 5ရယ်အပေါင်း5ရယ်ကြည့်သွားလို့အဲ့တော့ကျွန်တော် run ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အဖြေ6မထွက်ဘူးလား6ပါဖြစ်လို့ထွက်လဲဆိုရင်တော့ဒီမှာပေါင်းသွားတယ် for loop ကအများအားပတ်နေမယ်အဲ့ဒါတော့ကျွန်တော်နောက်မှာအသေးစိတ်ပြန်ဆွေးနွေးပေးပါမယ်အဲ့လေးရတော့တော့ star arg ကိုတုံးပြီးတော့အတုံးချပြီးတော့တော့တွက်ချက်ထားတဲ့ဥပမာလေးပဲဖြစ်ပါတယ် ကျွန်တော်နောက်ဆုံးအနေနဲ့ဆွေးနွေးချင်တာကတော့ keyword argument တွေကိုကျွန်တော်ကြိုက်တဲ့လောက် keyword argument တွေကိုပေးခြင်းနဲ့ဆိုရင်ဘယ်လိုပေးနိုင်မလဲဆိုပြီးကျွန်တော်ပေးဒါဆိုရင်ကျွန်တော်တို့ keyword argument တော့ function ကို argument passing ပေးတဲ့အခါမှာတော့ function ဒီ parameter နာမည်နဲ့ value tempo တွဲထားရင်တော့ဘာလို့ခေါ်လဲဆိုရင် keyword argument လို့ခေါ်တယ်အဲ့ဒါကျွန်တော် share video မှာပြောထားပါတယ်ဟုတ်ပြီဒီ keyword argument တွေကို အရေးအတွက်ကြိုက်တဲ့လောက်ပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့အရေးအတွက်တိကျမတည်ဘူးကြိုက်တာပေးခြင်းနဲ့ဆိုရင် star နှလုံးနဲ့ kw ကတော့ no key ကိုယူညွန်းတာ keyword ကိုယူညွန်းတာပြီးသွားရင် arg ကကိုဟိုကရေးလို့ရပါတယ်ဟုတ်တယ်နော်ရေးပြီးသွားရင်တော့ကြိုက်တဲ့လောက် percent ပေးလိုက်မယ်ဟုတ်ပြီနော်ဒီ program လေးကိုတော့ run ကြည့်လိုက်အောင် function name ကဘာလဲ say hello ဖြစ်တယ်ပြီးသွားရင်တော့ say hello ကိုခေါ်လိုက်တယ်ခေါ်ပြီးတော့ နော် program လေးနော် run ကြည့်လိုက်မယ်နော် run ကြည့်လိုက်ရင်ဒီမှာနော်တို့ and က high and က propose ဆိုပြီးတော့နော်ဖြစ်နေမှာဖြစ်ပါအဲ့ဒီခါမှာကျွန်တော်တို့နောက်ထပ်အနေနဲ့ကျွန်တော်ဒီ keyword argument ကိုနော် say hello ကိုကျွန်တော်ဘာမှမပေးဘူးဆိုရင်နော် error တက်မလားမတက်မဘူးလားဆိုတာနော်ကြည့်ကြည့်လိုက်အောင်နော် error မတက်ပါအဲ့မှာနော်ထူးခြားချက်ဘာတော့တွေ့လဲဆိုတော့နော်တွန်းဝင်းလေးနဲ့ရေးပါ တွန်းဝင်းလေးအပိတ်အဖွင့်နဲ့တော့ရေးပါပိုင်သွန်မှာတွန်းဝင်းလေးနဲ့ရေးတဲ့ data type အမျိုးအစားတစ်ခုရှိပါတယ်သူ့ရထူးခြားချက်ကတော့အင်တက်ဒေတာမသွားပဲနဲ့တော့ key လေးနဲ့သွား and ရဲ့ value က high and ရဲ့ value က99ဆိုပြီးတော့တော့အဲ့လိုမျိုးတွဲထားဒီနေရာမှာတော့ကြိုက်တဲ့တန်ဖိုးလေးတွေဖြစ်နိုင်ပါအဲ့ဒီအမျိုးအစားကိုဘာလို့ခေါ်လဲ dictionary လို့ခေါ်ပါဟုတ်ပြီ note သေးချာတော့အမျိုးအစားကိုတော့ကြည့်လိုက် ့ PRN နဲ့ print လို့ရေးလိုက်မယ် PYB type လို့ရေးလိုက်မယ် KWARG ရဲ့ what လို့ရေးလိုက်မယ် KWARG S ပြီးတော့ရင်ကျွန်တော်အဲ့ဟာလေးကိုပြန်ပြီးတော့ခေါ်သုံးလိုက်မယ်ဆိုရင်ဘလို့ဖတ်မလဲဆိုတော့ကျွန်တော်ကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော်တို့က print KWARG S ကကျွန်တော်တို့နေရာမှာဘာမှရေးမထည့်ထားတဲ့အတွက်ကျွန်တော်အလိုကြီးဖြစ်နေတယ် TYB တိုက်နေရာမှာလို့ DICT dis ဟိုလည်းပေါ်နေအဲ့ဒါဘာကိုရည်ညွှန်းတာလဲဆို dictionary data type ကိုရည်ညွှန်းတာဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေကြာမှ dictionary တို့ tuple တို့ကိုအသေးစိတ်ရှင်းပြပါမယ် for loop တို့ကိုအဲ့ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့အလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ